စကားတဲ့စလုံးလေးနှလုံးနဲ့ပါပဲဒါပေမဲ့အဲ့ဒီစကားကိုပြောတော့မယ်ဆိုရင်တတိမထားပဲနဲ့ပြောကြံတိုင်းပြောလိုက်မိတယ်ဆိုရင်ဒါလိုပဲကိုယ်ကိုလည်းထိခိုက်နိုင်တယ်လို့တစ်ဖက်လူကိုလည်းထိခိုက်နှက်နာပျက်စီးစေနိုင်တယ်ဒါကြောင့်စကားပြောတော့မယ်ဆိုတတိထားပါ အဲ့ဒီစကားကိုတတိလေးထားပြီးတော့ညံလေးနဲ့ထည့်ပြီးတော့ပြောလိုက်တယ်ဆိုရင်တော့တရားလိုပဲကိုကိုကိုလည်းအေးချမ်းစေတယ်အေးငြိမ့်စေတယ်တစ်ဖက်လူကိုလည်းအေးချမ်းစေတယ်အေးငြိမ့်စေတယ်ဒါကြောင့်စကားဘလို့ပဲပြောပြောဒီစကားပါပဲဒါကြောင့်စကားတစ်ခွန်ပြောတော့မယ်ဆိုရင်ပြောကြင်တိုင်းမပြောပါနဲ့ပြောတဲ့မှာပြောပါ ပြောတဲ့လို့ပြောမယ်ဆိုရင်တောင်မှအချိန်အခါကြည့်ပြီးတော့မှမေတ္တာနဲ့တတိထားဆင်ခြင်ပြီးတော့နှုတ်ညံ့သိမ်မွေ့စွာပြောပါနှလုံးစိတ်ဝမ်းငြိမ်းချမ်းကြပါစေ